Sky Daily ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့22ကြိမ်မြောက်တကြီးပူဇော်ကြောဝဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တိုင်းသားစီလုံးညညရေးပါတီဗဟုကော်မတီဌာနချုပ်မှကြီးမူပြီး22ကြိမ်မြောက်တကြီးပူဇော်ကြောဝဲခန်းနာကိုတော့ဒီကနေ့ဧပြီလ10ရက်နနက်10:00နာရီက တိုင်းဒါစီလုံးညညရေးပါတီဗဟိုကော်မတီဌာနချုပ်မှကျင်းပပြုလုပ်ခဲ့ပါတယ်။တိုင်းဒါစီလုံးညညရေးပါတီဗဟိုကော်မတီဌာနချုပ်အနေနဲ့တက်ကြီးပူဇော်ကြော့ပွဲကိုအစဉ်လာမပြတ်နှစ်စဉ်ကျင်းပလာခဲ့တာယခုအချိန်နဲ့ဆို22ကြိမ်မြောက်ရှိပြီဖြစ်သလိုပူဇော်ကြော့ပွဲကျင်းပရတာကရှေးသူတော်ကောင်းတို့ရဲ့ထုံထမ်းအစဉ်အလာကိုထိမ့်သိမ်းခြင်းဟူသောမြမရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိမ့်သိမ်းဆောင်ရွက်တက်စီဘူးမြမရိုးရာအမွန်အမြတ်ဖြစ်တဲ့ပူဇော်ကြော့ပွဲကိုမျိုးဆက်တဲ့လူငယ်များအစဉ်လာမပြတ်ထိမ့်သိမ်းနိုင်စီဘူးကော်မတီဌာနချုပ်မိသားစုအားလုံးကမြမရိုးရာဒလိထုံးတဲ့နဲ့အညီကျွေးမွေးအခမ်းမှုကိုတပြော်တပါစီစီလုံးလုံးညီညွတ်စွာလုပ်ကင်တက်ကြစီဘူးနှစ်ဆန်းမှာရှင်လန်းစွာဖြင့်ကြရတာဝင်ကိုကြိုးပမ်းထမ်းရွက်နိုင်စေဖို့ဟူတဲ့ရည်ရချက်၃ရက်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါတက်ကြီးပူဇော်ပွဲတွင် အသက်85နှစ်နှင့်အထက်ပါတီလူကြီးများနှင့်ဌာနချုပ်ဝန်ထမ်းများစုစုပေါင်း46ဦးကိုပူဇော်ကြော့ခဲ့ကြတယ်လို့သိရပါတယ်။ယင်းနေ့ကျင်းပပြုလုပ်ခဲ့တဲ့22ကြိမ်မြောက်တက်ကြီးပူဇော်ကြော့ဝယ်နေ့ပတ်သက်ပြီးပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းကအခုလိုပြောပါတယ်။တိုင်းလာစုစုပါတီက20နှစ်တကူအကျိုးကာလမှာ တက်ကြီးမှုဆိုပဲပြုလုပ်ပါတယ်အခုဒီအချိန်ဟာ20နဲ့2ကြီးရောက်ပါတယ်เนาะအဲ့တော့တက်ကြီးမှုဆိုပဲလုပ်တဲ့ရွေချက်ကတော့ရွေချက်3ရက်ပါယပါဒီနာကကြီးများဘိုးလုံးဆောင်ကော်မတီများဘိုးကော်မတီများဝန်ထမ်းများတဲ့ကအသက်90နဲ့မန်းနဲ့အထက်နော်ပို့ပို့လေးကိုတတိဝါကြီးကြီးကိုနှစ်စဉ်ဒီလိုတတိပူဇော်နဲ့ကတော့ ရွယ်ချက်၃ချက်ပါပထမရွယ်ချက်ကတော့ဒါကိုယ့်ရဲ့အသက်ရွယ်အဖြစ်ဂုဏဝုဒီဝရဝုဒီပေါ်သမီးရေနော်အသက်ရွယ်အဖြစ်လို့တော့သီလသမာဓိသိက္ခာဂုဏ်ကြီးအဖြစ်လို့တော့ကြီးမင်းတဲ့သူတွေကိုဒီလိုကာလမျိုးမှာနေ့တကူအကျိုးလို့နေ့စမ်းလို့ဘာကျွတ်တို့ကာလမှာဒါတော့ဒါကပူဇာစပူဇာနေရန်ဆိုတဲ့မင်္ဂလာတရားနဲ့အညီကာလဝနိဝတ္တတရားနဲ့ ကိုယ့်ရဲ့အသက်ရွယ်ဘုံသိကကြီးမင်းတဲ့လူတွေကိုပူဇော်လာဒီအစင်လာနဲ့ညီတစ်ချက်ပေါ့နော်ဘာသာရေးအစင်လာလူမျိုးရေးအစင်လာနဲ့အပြုလုပ်တာဒုတိယချက်ကတော့ဒီလိုမုံမြတ်တဲ့ဘာသာကလေးအစင်လာလူမျိုးရေးအစင်လာကိုတိုင်းသာလူငယ်လေးတိုင်းသားလူဝင်မကဘောအပြင်ပါလူလူဝင်အားလုံးလူဆက်တိုင်းကနော်ဒီလိုမုံမြတ်တဲ့အစင်လာကို စက်ခံပြီးတော့ကျင့်သုံးနိုင်ဖို့ဆိုရက်ရွေချက်ပါတတရားရွေချက်ကတော့ဒီလိုနှိမ့်သိကူအကျိုးကာလမှာတည်ကြည်မှုတော့ပဲပြုလုပ်ခြင်းနဲ့အတူနော်အအဖွဲ့ဝင်ဒီအချင်းချင်းလှုပ်ရှားကြရေးပက်ကြနော်အဲကျွေးဝင်နေတဲ့အတိုင်းတန်နဲ့ကျွေးရအရင်တော့စလူဒီတာလုပ်တာပေါ့အခုကတော့စလူဒီတာမဟုတ်ပဲလေအဲဒီစုပြီးတော့ကျွေးဝင်ကြတော့အဲ့တော့ဒီလိုရှင်ရှင်လန်းလန်းပြုလုပ်ခြင်းအဖြစ်ဒီအင်အားတွေနဲ့အတူနှိမ့်သိမှာ ပါတီတော်ဝင်နိုင်ငံတော်တာဝန်တွေကိုရွှေလန်းစွာထမ်းရနိုင်မှုဆိုတဲ့ရွေချက်ပေါ့နော်အဲ့ဒီရွေချက်၃ရက်နဲ့နေ့စဉ်ကျင်းပတာဒီနေ့လည်းပဲအဲ့ဒီရွေချက်၃ရက်နဲ့ကျင်းပပါတယ်ကျင်းပတဲ့အခါကျတော့ဒီနေ့ဘရော့ခံမဲ့တကြီးရွယ်ကို85နှစ်အထက်ပေါ့နော်85နှစ်အထက်ဒီနေ့ဘရော့ခံမဲ့ပုဂ္ဂိုလ်တွေအလုံးပေါင်း46ဦးရှိပါတယ်နော်အဲ့ဒီ46ဦးကိုဒီက ူငယ်တွေကလူငယ်ဆိုတာဟို95နှစ်အောက်ပေါ့နော်လူငယ်တွေကကတော့မှဖြစ်ပါတယ်အစီအစဉ်ကတော့တတိပူဇော်ဝဲကတော့ကိုစတင်ခွင့်လင့်တယ်နောက်တတိပူဇော်ဝဲဒုတိယအစီအစဉ်ကပြုလုပ်တဲ့ရွေချက်နဲ့ဟာလူကြီးတွေကိုကတော့ရိုးနဲ့ကတော့မယ်အဲတတိယအစီအစဉ်ကတော့လူကြီးတွေကိုကတော့ခံပုဂ္ဂိုလ်တွေကိုနော်ဒီစုစည်းပြီးတော့ ကာရဝနိဝကတရားနဲ့ပြည်စည်းပြည်စည်းရနဲ့အတိပူဆိုတော့နောက်စီစဉ်ရတော့တကြီးပူဇော်ဝဲမှာဗာဒီဥဒ္ဓါကနော်ဩဝါဒကထာရှင်းမြင်တော့အဲနောက်စီစဉ်ရတော့နော်စီစဉ်ပြီးဆုံးပြီးတော့လူမှုအခမ်းပေါ့ဒီစီစဉ်နဲ့ကျင်းပါပါတော့ ိုင်းသာစီလုံးညညရေးပါတီဘ ਹੁ ကော်မတီဌာနချုပ်အနေနဲ့အထိတ်မှတ်ပွဲအခမ်းအနားများဘာသာရေးပွဲအခမ်းအနားများကို အစဉ်လာမပြတ်ကျင်းပခဲ့သလိုတဘာဝဘေးအန္တရာယ်ကြောင့်ကြုံတွေ့ခံစားနေရတဲ့ပြည်သူများအတွက်ကိုလည်း လူသားချင်းစာနာနားလည်းမူပြင်လူရမ်းမှုတွေလှုပ်ဆောင်လျက်ရှိပါတယ်။ဒါကြောင့်မက်လ28ရက်ကအင်အားပြင်းငလင်းကြောင့်ပြည်သူများအသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများရှိတာကြောင့် ပြန်လည်ထူထောင်ရေးအတွက်အသုံးပြုနိုင်ရန်အလူငွေ3300ကျပ်အားပေးရန်လှူဒန်းနိုင်ခဲ့ကြောင်းသိရပါသည်ဘာလို့ဒီအဖွဲ့အစည်းတွေကိုယ်တိုင်လည်းပဲခံရတာလည်းရှိတာပေါ့เนาะအဲ့လိုလည်းဒါအချင်းချင်းလည်းစောင့်ရှောက်ပြီးတော့ ဟိုလုတ်ဟိုလုတ်ကြတာပေါ့နော်ဒါပေမဲ့ဘဝဝဘေးလန်စီမံခံဟုတ်ကော်မတီကိုမားရူပါတီကပြတ်သိမ်းပေါင်း300ပေါ့နော်ဒီငလင်တန်တဲ့နဲ့လုပ်ငန်းနေနဲ့ပတ်သက်ပြီးတော့ပြန်လဲကယ်ဆယ်ရေးပြန်လဲထူထောင်ရေးလုပ်မှုတွေအဲ့ဒါပေါ့တွားရောက်ပြီးတော့လူလမ်းတွေဒါအပြင်လည်းပဲဟိုပြည်နယ်တိုင်းတွေမှာနော်တတ်ဆွမ်းနိုင်လို့ပေါ့ငလင်တန်တဲ့နဲ့အဲလူတွေကိုတတ်ဆွမ်းနိုင်လို့ ုန်ကြီးပန့်ဖို့ဖြည့်စည်တာလေလုံးကြိုက်ဆောင်လက်ရှိပါတယ်။အမားတို့ကလည်းလုံးဖို့အတွက်အားလုံးလမ်းညွှန်ထားပါတယ်။လုံးလည်းလုံးကြည့်ကြတက်ပါတယ်။